ကာရီဘီယံပင်လယ်ပြင်ကနေဂျမေကာနိုင်ငံတွင်စတင်ဝင်ရောက်တော့မဲ့မီလစ်ဆာဟာရီကိန်းမုန်တိုင်းကြီးဘိုးချက်ကို အမေရိကန်လေတပ်ရဲ့ Tail 74ကင်းထောက်လေယာဉ်ကြီးကိုစိတ်လွတ်လေလာရမှာအလွန်ကြောက်စရာကောင်းပြီးတိတ်ဆိတ်ငြိမ်သက်ကနေရာစုံကိုဖျားထွက်နေတဲ့တိမ်ဆိုင်တွေကိုမြင်တွေ့ခဲ့ရတယ်လို့ထုတ်ပြန်သွားခဲ့ပါတယ်။မီလစ်ဆာမုန်တိုင်းကြီးဟာလက်ရှိအချိန်ဂျမေကာတောင်ပိုင်းဒေသကို တနာယီ185မိုင်နှုန်းနဲ့ဥတီနေပြီးအနောက်ရက်ကိုလည်းတနာယီ3မိုင်နှုန်းနဲ့ချီကပ်လာနေပါတယ်ဒီမုန်တိုင်းဟာ2025ခုနှစ်ရဲ့အတ္တလန်တိတ်သမုတ်တရားတွင်အပြင်းထန်ဆုံးမုန်တိုင်းကြီးဖြစ်ပြီးအဆင့်5အထိသတ်မှတ်ထားတာကြောင့်ဂျမေကာမှာမိုးရေကြိမ်း40လက်မနှုန်းအထိရွာသွန်းမယ်လို့ American အမျိုးသား Hurricane Center ကသတိပေးထုတ်ပြန်သွားခဲ့ပါတယ်မုန်တိုင်းဥတီနေတဲ့တောင်ပိုင်းဒေသဟာနိုင်ငံရဲ့အနေအဆုံးအပိုင်းမှာရှိနေပြီး နေအိမ်တိုက်တာအဆောက်အုံတွေဟာဒီလိုကြီးမားတဲ့မုံတိုင်းတံကိုမခံနိုင်သလိုလုံုံစိတ်ချရတဲ့ပုံခိုရအဆောက်အုံတွေလည်းမရှိတဲ့အတွက်အော်တိုဘားလ26ရက်ကလေးကအကုန်ပြောင်းရွှေ့ကြဖို့ဂျမေကာဝန်ကြီးချုပ်အန်ဒရူးဟိုနက်စ်ကိုရိုင်းကအမိန့်ထုတ်ပြန်ခဲ့ပေမဲ့ကောင်းပါပြီအတွေ့အကြုံမရှိတဲ့ပြည်သူတော်တော်များများကဆက်လက်နေထိုင်နေတဲ့အတွက် စိုးရိမ်ပူပန်ရတယ်လို့လည်းထုတ်ပြန်သွားခဲ့ပါတယ်။အော်တိုဘားလ28ရက်နောက်ပိုင်းမှာဝင်ရောက်လာမဲ့ မီလဆာမုံတိုင်းနဲ့မြားပြလွန်နဲ့မိုးရိမ်ချိန်ကြောင်းရေလွှမ်းမိုးတိုက်စားမဲ့အနေအထားကိုဂျမိကတောင်ပိုင်းကန်ယိုရန်ဒေတာအနေနဲ့ဘလုံးမတားဆီးနိုင်မွယ်မရှိတဲ့အတွက်သတိပေးချက်ကိုထပ်မံထုတ်ပြန်ပြီးရွှေ့ပြောင်းခိုင်းနေခြင်းလည်းဖြစ်ပါတယ်။